ီယိုကလည်းတက်တက်ကိုလာပြီးတော့ပြောရပေါ့နော်ဒါရေးရောက်ချင်းမနေညဆိုလည်းတက်တက်ကိုမေးတယ်ပြီးတော့ဒီနေ့ဆိုရင်လည်းအာတက်တက်ကိုတွေ့ရချိန်မှာသူအရန်အံ့ဩမိရဲ့အပြင်မှာတကယ်လှရတယ်နော်အဲအပြင်မှာအရန်လှရတယ်နော်ဆိုတော့တက်တက်ကြည့်စုပါလို့သူကဒီပြန်နင်းပြိုင်မွေးပြိုင်ရဲ့အချိန်မှာအကောင်းဆုံးလုပ်ခဲ့တာတွေကိုသူတွေ့တယ်နောက်ထပ် comeback အနေနဲ့လာဖို့ရှိလားတဲ့ပြန်လာမယ်ဆိုရင်သူအနေနဲ့တေချာလေး prepare လုပ်ပြီးတော့ပြန်လာမယ်ဆိုရင်တဲ့နင်း ဟိုဘယ်လိုပြောရမလဲအဲပြိုင်တဲ့အချိန်မှာအကောင်းဆုံးဖြစ်မယ်ဆိုရယ်သူယုံကြည်ပြီးသားပေါ့နော်တကယ်ကိုလည်းတရားလေးခွန်အားပေးပါတယ်သူအနေနဲ့တကယ်ကိုလည်းဒါတကယ်အားပေးပါတယ်ဆိုပြီးတော့ queen တက်တာရော CEO ရောပြောရတယ် ကဲဒါဒီနေ့မမမြက်မိုးရဲ့ပွဲလေးမှာအခုလိုမျိုးဒါဒီ CEO ရော Queen ရောရှိရဲပြီးတော့ဒါတကယ်ကိုဆရာသူဆိုလည်းကြီးကြီးကျယ်ကျယ်ငန်းနာစီစဉ်ထားတာဖြစ်တဲ့အတွက်မမရဲ့ဒီပွဲလေးမှာသူလည်းအရန်လှနေတာဖြစ်တဲ့အတွက် Congratulation ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒါမမဆိုရင်လည်းတကယ်ကိုပြောတယ်သူသူခုရေကပြောရပေါ့နော်မမအကုန်လာမေးမှာနော်ရရမမဘာဖြစ်ဖြစ်ပေါ့နော် Welcome ပဲကြိုက်တာလားမေးမမကိုလည်းပြောပြီးသားပေါ့နော်ဒါနောက်ထပ်ဒီ ပွဲစဉ်တလျှောက်မှာလည်းဘေးနားနေအများစပိုတင်ပေးတော့မှာပါလို့ကိုတက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးစပိုတင်ပေးတော့မှာပါ ဟုတ်ကဲ့ညီမတွေအကုန်လုံးကတော့ချစ်ချစ်ခင်ခင်တက်တက်ရှိရှိဟုတ်ကဲ့ယုံကြည်ပါတယ်ဒါဆရာတို့အင်တာဗျူးဖြေထားတော့လည်းတခါပြောဘူးသလိုပေါ့နော်မမမျက်မိုးပေါ်မှာလည်းတရားတော့ဒါ percentage အပြည့်ယုံကြည်ထားပါတယ်ပြီးတော့ဒါခုနဆိုရင် queen ရောပြီးတော့ ceo ရောပြောတယ်ဒါမမမျက်မိုးဒါသူတို့ဒီမြန်မာဒီနှစ်ဒါပြောရမယ်ဆိုရင်လာပြီးတော့ကစားရုံတည်းမဟုတ်ဘူးပေါ့သူတို့ပြောတဲ့စကားရဆိုကစားပွဲတစ်ခုလိုလာရင်ဟိုသူတို့ကလာပြီးတော့ serious ထားပြီးတော့လာတာဆိုပြီးတော့ပြောခဲ့တာဖြစ်တဲ့အတွက်တကယ် congratulation ပါလို့အကောင်းဆုံးလုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ် ဟုတ်ကဲ့ဒါ CEO ကလည်းတက်တက်လာပြီးတော့ပြောရပါတော့ဒါရေးရချင်းမနေညဆိုလည်းတက်တက်မီးတယ်ပြီးတော့ဒီနေ့ဆိုရင်လည်းအဲတက်တက်ကိုတွေ့ရချိန်မှာသူအရန်အောင်မီရဲ့အပြင်မှာတကယ်လာတယ်နော်အဲအပြင်မှာအရန်လာတယ်နော်ဆိုတော့တက်တက်ကြည့်စုပါလို့သူကဒီပြန်နင်းပြိုင်မွေးပြိုင်ရဲ့အချိန်မှာအကောင်းဆုံးလုပ်ခဲ့တာတွေကိုသူတွေ့တယ်တဲ့နောက်ထပ် comeback အနေနဲ့လာဖို့ရှိလားတဲ့ပြန်လာမယ်ဆိုရင်သူအနေနဲ့တေချာလေး prepare လုပ်ပြီးတော့ပြန်လာမယ်ဆိုရင်တဲ့နင်းဟိုဘယ်ပြောရမလဲ အဲပြိုင်တဲ့အချိန်မှာအကောင်းဆုံးဖြစ်မယ်ဆိုရဲသူယုံကြည်ပြီးသားပါတော့ တဲ့တို့လည်းတေချာလေးခွန်အားပေးပါတယ်သူအနေနဲ့တဲ့တို့လည်းဒါတကယ်အားပေးပါတယ်ဆိုပြီးတော့ queen တတာရော CEO ရောပြောပါတယ်ဟုတ် comeback ကိုဒါ CEO ရော queen ရောလည်းပြောပြီးတော့ဒီလိုမျိုးမျှော်ပေးရတော့လည်းတကယ်ကျေးဇူးတင်ပါတယ်တချို့ဒါတဲ့တဲ့ဝစ်ဆောင်လေးတွေကို inspire ယူကြရတွေးရတဲ့အတွက်လည်းဝမ်းသာပါတယ်လို့နောက်ထပ်လည်းတဲ့တဲ့အနေနဲ့ဒါအများကြီးထပ်ပြီးတော့လည်းစူးစမ်းတော့ပါအောင်မယ်လို့ဒီထက်ဒီထက်ပို့ပြီးတော့ပေါ့နော် international ကတချို့လူတွေဒါတဲ့တဲ့အကောင့်ထဲမှာဆိုရင် comment တွေအများအမှန်ပေးကြရတယ်တဲ့ international fan တွေကိုလည်းဒါကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒါတဲ့တဲ့ တဲ့ဝတ်စုံလေးဒီ inspire you ရဲ့ video video လေးဆိုရင်လည်းဒီ TikTok မှာတော်တော်လေးတက်လာရပေါ့နော်တက်လာရချိန်မှာအောက် comment တွေမှာတဲ့ fan တွေအများကြီးပဲတွားပြီးတော့ဟိုလှရတယ်ဆိုတဲ့အကြောင်းလေးတွေတွားပြီးတော့ဒီလိုမျိုးငါတို့ရဲ့ queen ကို inspire you ပြီးတော့ချုပ်ထားတာလေးဖြစ်တယ်ငါတို့ရဲ့ queen ကို idol ဖြစ်ထားထားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းနေအကုန်လုံးတွားပြောပေးရတွေ့ရတယ်ကျေးဇူးများကြီးတင်ပါတယ် တကယ်အံ့ဩတာပေါ့တဲဆိုရင် pre wit song ရော final wit song ရောတွေ့ဘူးပြီးပြီလေ final အဲ့လိုဗာလေ inspire you ပြီးချုပ်ထားတဲ့ဟာတပုံစံနဲ့နှိပါလေအာနှစ်ခုလုံးတွေ့ထားပြီးတော့ပြီး spider wit song လည်းတွေ့ရပေါ့နော်ယူထားရလေဟုတ်ကျေးဇူးအများကြီးလည်းတင်ပါတယ်လို့ပြီးတော့တဲတချို့နိုင်ငံနေဆိုရင်တဲဟိုတစ်ခေါက်မက္ကဆီကိုကမေရဲ့ interview တစ်ခုပေါ့နော် mexico မေသူရဲ့ပြည်တွင်းမှာ interview တစ်ခုမှာတဲအเจ้าကိုမေးရဲ့အချိန်မှာသူ့အနေနဲ့ဒါ ပြောမယ်ဆိုရင်တတဲ့နယ်ကရှေ့နောက်ဆိုတော့လေသူတတဲ့အကြောင်းတွေအကုန်လုံးတေချာလေးဖြည့်သွားပြီးတယ်သူတို့ဘတ်စတိတ်မှာဆိုရင်တတဲ့ဘယ်လိုမျိုးပြုမှုရဲတတဲ့ style ကတကယ်တော့ဘယ်လိုဘယ်လိုမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်တေချာလေးရှင်းပြပြီးတော့ဟိုဖြည့်သွားတယ်မက္ဆီကိုမယ်ဆိုရင်လည်းဒါအဲ့အကြောင်းမို့လို့လဲမက္ဆီကို fan တွေတော်တော်များပေါ့နော်တတဲ့လာပြီး follow လုပ်ကြတယ် message တွေမှာလာပြီးပြောကြတယ်ပေါ့နော်အဲ့တော့လေဒါလည်းတဲ့ candidates တွေကိုအဲ့မှာပေါင်းခဲ့တဲ့ candidates တွေကပဲပြန်ပြီးရလေအကျိုးပြုရပါတော့အဲ့လိုမျိုးလေးလည်းပါပါကျေးဇူးပါဟုတ်ကဲ့ဒါ comeback လုပ်ဖို့တဲ့ တချိန်ကြရင်ပေါ့နော်တေချာရင်တော့အဲ့တဲ့အနေနဲ့တေချာလေးပြန်ပြီးတော့အဲ့တဲ့ fantasy ကိုပြန်လာပါမယ်လို့ law zero အဲ့တဲ့အနေနဲ့ခုတည်းတည်းစာလေးပြန်ပြီးတော့လုပ်နေပြီစာလေးတေချာပြန်ပြီးလုပ်နေပြီဖြစ်တဲ့အတွက်နောက်ခုလုံးကို balance ဖြစ်အောင်ဂျာရင်မှာပြန်ပြီးတေချာ train အောင်မယ်တေချာအချိန်ယူအောင်မယ်လို့ပြောချင်ပါတယ်အဲ့လိုမျိုးဆိုတာတဲ့အဲ့အချိန်ဒီမှာရောက်နေမဲ့အချိန်ကြီးရယ်ကိုယ့်ရဲ့ condition ကြီးရယ်နှစ်ခုအနေနဲ့ကိုယ်နဲ့အကိုက်ညီဆုံးတစ်ခုခုကို join ပြမယ်လို့ချက်ပါတယ်။အာတချို့အထွန်းလွဲမှုလေးလည်းရှိပါတယ်။ဒါပေမဲ့ဒီနောက်ဆုံး ာတချို့ဖြစ်ပျက်လေးတွေပေါ်မှာပေါ့နော်ဒီတဲ့အောက်မှာ comment လေးတွေကောင်းကောင်းလေးလာပြီးတော့အမှန်ပေးချင်ပြန်ပြီးတော့